အကူဇော်ဘုံဟင်းတဲ့နဲ့စပါမယ်ကိုဇော်ဘုံဟင်းဒီအာအင်တန်ရောက်ပြီဆိုပြီးတော့တရင်နေလွှင့်နေတယ်ကိုဇော်ဘုံဟင်းနဲ့ပတ်သက်ပြီးတော့အတင်းမာတွေပေါ့ဗျာနော်လွှင့်နေရအားလုံးဟာမားနေပါလေကိုဇော်ဘုံဟင်းဒီအခုချိန်ထိဘာမှုမှတက်စင်ခြင်းမခံရဘဲနဲ့ဆွေးခံထားပါပါအဲ့တော့အကိုဇော်ဘုံဟင်းကိုအခုလိုမျိုးလုံးတလုံးရက်တွေဟာအတတော်လေးကိုပေါ့နော် စဉ်းစားစရာတွေဖြစ်လာတယ်။ဒါမတရားဘူးလို့ပြောလို့ရတယ်ပေါ့ဗျာနော်။အဲကျွန်တော်အနေနဲ့ကိုစောဘွင်းနဲ့ကျွန်တော်တို့ပုဂ္ဂိုလ်ရခင်မင်မှုတော့ရှိတယ်။သို့ပါတော့လည်းချစ်ချင်းမုန်းချင်းအပထားပါကျွန်တော်အမြဲတမ်းပြောပါတယ်။ဥပဒေအထက်မှာဘယ်သူမှမရှိစရာပေါ့ဗျာနော်။ဥပဒေအရဆောင်ရပါဆိုတဲ့စကားပဲကျွန်တော်ပြောပါတယ်။ချစ်ချင်းမုန်းချင်းပေါ့ကျွန်တော်လုံးပြီးတော့ပြောရမှာပါ။အဲ့တော့အဲ့တော့ဥပဒေအရဆိုရင် 66ကကြီးနဲ့ဆွဲဆွဲတာဆွဲလို့ရတယ်ဟာရဲရဲပိုင်းကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ data can yes can နဲ့ပြောတည်တည်ကြတည်တည်ကြဖန်စီရဲ့အဆိုကြကျွန်တော်ဘာမှမပြောလို့ဘူးအခုလုတ်တဲ့ပုံစံကကိုစုံဖွင့်ရလုတ်တဲ့ပုံစံကအဲရဲထက်ကြုံပြီးတော့ဒီစာရဖကနေနိုင်ငံတော်အဆင်ဆွဲတာဥပမာနိုင်ငံတော်အဆင်ဆွဲတဲ့ပုံစံဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကိုဆွဲသွားလိုက်တယ်ဗျာအဆွဲသွားပြီးတော့မှာဟိုမှုဒီမှုဟိုမှုဒီမှုဆိုပြီးတော့ အဲဘယ်လိုခေါ်မလို့ဆိုလို့ရှိရင်တရားဆွဲတဲ့ပုံစံမျိုးပါအဲအဲ့လိုပဲကိုစော်ဘဟင်းကလည်းပါတော်တောင်းတော်ဆင်းတော်မဟုတ်ဘူးကြာသူ့ကိုဆွဲတဲ့ပုံစံကလည်းဒေါ်စုကြည်နေပါခေါင်းကမချာနာပဲနဲ့ဆွဲခံတဲ့ပုံစံမျိုးကြာအဲ့တော့ကြောင့်မလို့ကိုစော်ဘဟင်းဆွဲတဲ့ပုံစံတွေကတအားကိုလွဲနေတယ်တော့သူ့ကိုဆွဲသွားတယ်ဆွဲသွားပြီးတော့မှဟိုဘယ်လိုခေါ်မလို့ဆိုတော့အမှုကဘယ်လိုခေါ်မလို့အမှုကရှာရအောင်ပါကောင်းဆန်းစုကြည်ကိုအမှုရှာတယ်လို့ပဲအဲ့ ကိုဖုံးကလည်းအမှုကရှာရအောင်ပါအဲ့ဒီအတွက်ကြောင့်မို့လို့အဲကျွန်တော်သုံးတက်တယ်ပေါ့ဗျာနော်ဘာကြောင့်လဲဆိုရင်ကျွန်တော်ခုကိုကိုဖုံးနဲ့ပတ်သက်ပြီးကျွန်တော်အဲဒီပေါ့နှစ်ဖက်သတင်းနေပေါ့ဗျာနော်အဲကျွန်တော်ဒီတက်ဖက်ကထောက်ခံသူတွေအားလုံးရဲ့သတင်းနေအဲပြီးတော့အဲဘလော့ခ်ဟောမှုဆိုရှင်ဒီ mainstream media တွေပေါ့ဗျာနော်ဒေါ်လာစားမီဒီယာလို့ခေါ်တဲ့အကျန်းဖက်အားပေးပေါ့အဲဒီမီဒီယာတွေမီဒီယာတွေကိုလည်းကျွန်တော်အားလုံးလိလာအားလုံးပေါ်မှာချုံချုံသုံးသပ်ကြည့်မိလေဆိုလို့ရှိရင်တော့ကိုဖုံးကိုဆွဲတဲ့ပုံစံကလုံးဝ အမှုမရှိလို့အတွက်ကြောင့်မို့လို့ဘာမှုလို့ဘာမှုလို့ဖြစ်ရှားမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာအဲ့တော့တော်စုကြည်ကိုဆိုရတဲ့လိုမျိုးပဲအဲကိုဖုန်းကိုဆိုရတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့တရားဥပဒေရဲ့တက်ဆိုရတဲ့ဆိုရှင်ဘယ်လိုခေါ်မလဲဆိုရင်ပုံမှကတော့တောင့်မြင်ကပုံမှပုံစံမျိုးဖြစ်နေတယ်အဲ့တော့အဲချစ်ပုံစမ်းပုံတွေကိုတရားကြည့်တဲ့အခါမှာလေအဲစစ်တပ်ဘက်ကပေါ့ဗျာနော်ဒီ channel တွေပေါ့အဲအများစုဒီစစ်တပ်ကိုအားပေးထောက်ခံတဲ့ဒီ channel တော်တော် များများရဲ့ PR တွေလည်းပါတယ်เนาะကျွန်တော်ကြည်ရသလားဆိုရှင်အဲသူတို့ရဲ့ PR တွေပါသလိုအကိုဖုံးအနေနဲ့ကလည်းပြဿနာတွေဖြစ်ခဲ့မှုတာရှိတယ်အဲ့ဒီပြဿနာဖြစ်ခဲ့မှုတာကအဲပုံလင်းလင်းပြောမယ်เนาะအဲဒီစစ်တပ်ထောက်ခံသူเนาะဥပမာဖြစ်ခင်ဗျားတို့ပြောသလိုဘောမပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်ပေါ့ဗျာเนาะအဲဘောမဆယ်လီတွေအဲဘောမ channel တွေပေါ့ဗျာเนาะအဲဒါခေတ်စကားနဲ့ပြောတာပါကျွန်တော်လည်းခဏလေးဘောမခေါ်တာပဲလीเนาะအဲ့တော့ ဒီ channel တွေဒီပုံကိုယ်တွေရဲ့အနောက်မှာအဲ background ကောင်းကောင်းရှိနေတတ်တယ်။နော် background ကောင်းကောင်းရှိနေတတ်တယ်။အဲအပွင့်အခက်ကောင်းကောင်းရှိနေတတ်တယ်ဟောဗျာနော်။အဲ့တော့ဒီအပွင့်အခက်ကောင်းကောင်းရှိနေတဲ့အတွက်ကြောင့်မို့လို့ဘယ်သူတို့တွေမှာသူတို့ ਨੇ သွားပြီးတော့မညှိနေနဲ့ဗျာခင်ဗျာ။သူတို့ ਨੇ သွားညှိလို့ရှိရင်တကွေးမဟုတ်တကွေးရတော့ပြဿနာရှိနိုင်တယ်။အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုတော့ သူတို့ပြောတဲ့တက်လော်ဘီပေါ့ဗျာနော်အဲကျွန်တော်တို့ဆိုလို့ရှိရင်ခင်ဗျားတို့လည်းခေါ်နေတာတက်လော်ဘီပဲဖြစ်ဖြစ်လားဘောမာပဲဖြစ်ဖြစ်ပေါ့ဗျာနော်အဲဒါမဲ့နောက်ကမှ background ကောင်းကောင်းမရှိဘဲနဲ့စွာနေရဆိုလို့ကိုဖုံးတို့ကျွန်တော်တို့ပဲရှိရနောက်ကမှကျွန်တော်နောက်မှကြောပဲရှိတယ်ဘာမှမရှိဘူးကျွန်တော်ဆိုလို့ရှိရင်အဲကျွန်တော်ရဲ့လွတ်မြောက်ဘယ်လိုခေါ်မလဲဆိုရှင်အဲလွတ်မြောက်တဲ့အခွင့်အရေးလေးပဲရှိတယ်နော်ဒါကျွန်တော်ရဲ့ background ပဲအဲကိုဖုံးဆိုရှင်သူ့နောက်မှာ background မှရှိတာမဟုတ်ဘူးလို့ကျွန်တော်သုံးသပ်ရတယ် အဲဒါကြောင့်မို့လဲအခုလိုအချိန်မျိုးမှာအဲသူဒုက္ခရောက်တာဖြစ်တယ်။အဲ့တော့အခုချိန်မှာစွန်ကြီးဝိုင်းလောင်းခံတဲ့ပုံစံမျိုးဖြစ်တယ်။ဘသူရဲ့စွန်ကြီးဝိုင်းလောင်းလဲဆိုတာကိုဖုံးနေတဲ့တော့ဟုတ်ပါတယ်။အဲကျွန်တော်တို့ဒါတစ်ဖက်ကလည်းဝန်ခံပါသူရဲ့ပြောဟောမှုတွေပြောဆိုမှုတွေဟာဆိုလို့ရှိရင်ဒါသူ့နှစ်သက်သူတွေအလုံးအတွက်အားပေးစရာဖြစ်တော်ညာလည်းပဲအဲသူ့ရဲ့စကားကြောင့်စိတ်ဒုက္ခရောက်တာစိတ်ဒုက္ခရောက်တယ်ပေါ့ဗျာနော်စိတ်ညစ်ရတဲ့သူတွေလည်းရှိပါတယ်အဲ့တော့သူတို့တွေရဲ့ခံစားချက်ကိုလည်းနားလည်ပေးရမှာပါနော် ဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ပြောသလိုပေါ့တရားဥပဒေထက်မှာဘလူးစီဘလူးမှမရှိစေရတရားဥပဒေရလုတ်မဲ့ဖြစ်ဆိုရှင်လုတ်ပါနော်လုတ်ပါကျွန်တော်အနေနဲ့ဘာမှမပြောတော့ဘူးအခုလုတ်ရက်တွေကတရားဥပဒေကိုကျော်လွန်ပြီးတော့တရားဥပဒေကိုကျော်လွန်ပြီးတော့ဟိုကမင်းဆိုပုံမှန်လည်း66ကကြီးမဟုတ်ပဲနဲ့တောက်ပြကပုံမှန်ဖြစ်နေတာပါနော်အဲ့ဒါကြောင့်မို့လို့အဲခင်ဗျားတို့ကိုဖုံးကိစ္စမှာမတရားဘူးလို့ကျွန်တော်တို့ကပြောရအောင်ပါဗျာနော်အဲ့တော့အခု သူအရင်ကရန်ဖြစ်ခဲ့မှုတဲ့သူတွေရဲ့စုံကြည်ဝမ်းလောင်းခြင်းနဲ့ခံရတာဖြစ်နေနိုင်တယ်လို့ကျွန်တော်သုံးသပ်တယ်။အဲထို့သူဘယ်ခေါ်မလဲချွတ် channel တွေပေါ့ဗျာနော်ဟိုဒီတက်အပီထောက်ခံတဲ့ channel တွေပေါ့ဗျာဒီ channel တွေမှာလည်း PR ရှိတယ်ဗျာသူတို့ကိုလည်းသူတို့နောက်မှာလည်းလည်းဘယ်ခေါ်မလဲအကောင်သူ့မဟုတ်ပေါ့နော်ယာတို့ကြီးကြီးမားမားရှိနေတတ်တယ်။ဒီ channel တွေကစုပြီးဟဲ့ဆိုရင်တော့သူတို့စုပြီးဆိုရင်သူတို့ရဲ့နောက်မှာရှိနေတော့ အရာရှိတွေပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဟိုလုတ်လုတ်ပိုင်ခွင့်ရှိတဲ့သူတွေတော်တော်များများကငြင်းငြင်းလို့မရတော့ဘူး။ဟာတို့ကအသားတို့ဒီလိုမျိုးဆဲနေတယ်။ဟာဒါကျွန်တော်တို့ဒီလိုမျိုးပြောနေတယ်။ကျမတို့ဒီလိုမျိုးပြောနေတယ်။သမီးတို့ဒီလိုမျိုးပြောနေတယ်ဟေး။ဟာခင်ဗျားတို့ဘာမှမလုပ်နိုင်တော့ဘူးလား။ဘာမှမလုပ်နိုင်တော့ဆိုဘူးလားဆိုပြီးတော့ကိုဖုန်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပလွဲရိုက်ရတဲ့အခါမှာတော့သူတို့အနောက်ကအခက်တွေအပွင့်နေနေနော်ဟိုအေး နှုတ်ပိုင်ကရှိတဲ့သူတွေကငြင်းနေလို့မရတော့ဘူးလေနော်အဲ့တော့ကုတ်ဖုံးကိုတောက်မြင်ကဆွဲစရာပုံမှလည်းရှာမြရခါကြဒီလောက်ပြတောက်မြင်ကပုံမှလည်းဆွဲတယ်ကွာဆိုပြီးတော့အခုလိုမျိုးကုတ်ဖုံးကိုတရားဥပဒေမဲ့ပုံမှမဲ့နော်တောက်မြင်ကပုံမှလည်းကျန်တာဘာမှမတွေ့ဘဲနဲ့ဆွဲသွားတာဖြစ်တယ်အဲ့တော့အဓိကကတော့လူများပြီးတော့နော်ဟိုနီးပိင်းများလို့ပဲအီယူကျွဲဖက်တာနော်အီယူကျွဲဖက်တဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ မဲ့ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ကိုဖုံးအားပေးထောက်ခံသူတွေပေါ့နော်အဲခင်ဗျားတို့ကနေပြီးတော့မထကြွပဲနေပေါ့နော်ခင်ဗျားတို့ရဲ့စန္ဒပေါ့ကိုဖုံးကိုကျုပ်တို့ချစ်ပါတယ်ဆိုအားပေးထောက်ခံသူ့ကိုခုလပေးပါဆိုပြီးတော့ခင်ဗျားတို့ကမထကြဘူးဆိုလို့ရှိရင်တော့ကိုဖုံးဒီအဲသူ့ရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူ့ရဲ့စန့်ကျင်ဘက်တွေပေါ့နော်ဒီစန့်ကျင်ဘက်တွေရဲ့ PR သူခံရလိမ့်မယ်အဲ့တော့ခင်ဗျားတို့ငြိမ်နေတာတော့ကျွန်တော် အံ့ဩတယ်ပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြသကြပါနော်အဲ့တော့မှသာလေခင်ဗျားတို့ချစ်တယ်မဟုတ်ဘူးလားအဲ့ခင်ဗျားတို့ချစ်တယ်ခင်ဗျားတို့ချစ်တယ်ငြိမ်ပြီးချစ်နေတော့မရဘူးနော်စာလေးတစ်ကြောင်းတော့လကောင်းဓာတ်ပုံလေးတစ်ပုံတော့လကောင်းနော်ဗီဒီယိုလေးတက်ဖိုင်တော့လကောင်းတော့အ ਨੇ ဆုံးတော့ထုတ်ဖို့ပြသကြပါเนาะအခင်ဗျားတို့ရဲ့အနောက်မှာလည်းအခင်ဗျားတို့ရဲ့အခက်တွေအပွင့်တွေရှိပါတယ်เนาะအဲ့တော့ခင်ဗျားတို့ကတော့ဖီအားမပေးဘဲနဲ့ဒီလူတွေကအလုပ်လုပ်မှာမဟုတ်ဘူးအဲ့တော့တို့တက်ထဲမှာအခုဖြစ်နေတဲ့ပုံစံက ဒီနေရာမှာတော်တည်ရအောင်နော်အဲဘယ်ခေါင်းစရသူ့ဘက်ကိုဘက်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ခင်ဗျားတို့ကနေပြီးတော့ရွေးချင်ချင်မထကြွားပဲနဲ့နော်ဆန္ဒမပြရင်တော့ကိုဖုံးကွာမတွေ့ရစရာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကိုဖုံးကိုချစ်ကြလားလေးစားကြလားအေးလေးစားကြတယ်ဟဲ့ဆိုလို့ရှိရင်တော့ကိုဖုံးနဲ့ပတ်သက်ပြီးတော့ကိုဖုံးလွတ်မြောက်ဖို့ဒီတရားဥပဒေမဲ့ဆွဲဆိုနေတာတွေဒါတွေလက်တွန့်သွားဖို့နော်ဒီအုပ်စုနော်ဒီအုပ်စုဆိုတာကိုဖုံးရဲ့ ကုတ်ဖုံးကိုမုံတဲ့သူတွေအုပ်စုတွေအနိုင်မရသွားဖို့အတွက်ကခင်ဗျားတို့ကုတ်ဖုံးကိုချစ်တဲ့သူတွေကတခုခုလုံးမရရမယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်เนาะအဲ့တော့ကုတ်ဖုံးအတွက်ခင်ဗျားတို့စန္ဒထုတ်ဖို့အချိန်တန်ပြီเนาะအဲ့တော့ခင်ဗျားတို့တွေကြက်ကျွတ်နေလားเนาะချစ်ကင်းတာပါအဲ့ဒါကျွန်တော်ကြည့်ရမှာပါဗျာเนาะအဲ့တော့ကြက်ကျွတ်နေလားเนาะအဲ့ဒါလေးအဲကျွန်တော်တို့မေးချင်တယ်ကုတ်ဖုံးနဲ့ပတ်သက်ပြီးတော့စာလေးတစ်ချောင်းသာလကောင်းကွန်မန့်လေးတစ်ချောင်းသာလကောင်းဗီဒီယိုဖိုင်လေးသာလကောင်းเนาะ ဆန္ဒထုတ်ဖော်ပြသကြပါเนาะအဲ့ဒါမှသာလေကိုဖုံးအတွက်စင်တီလိမ့်မယ်အခုချိန်ထိကိုဖုံးဒီနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါเนาะနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါအဲ့ဒီတော့ချောက်ဖို့လို့တော့ခင်ဗျားတို့ဘာမှမပြောရင်တော့ကိုဖုံးတော့မလဲဘူးเนาะအဲ့ဒါလေကိုဖုံးနဲ့ပတ်သက်ပြီးကျွန်တော်ပြပြချင်းပါဟုတ်ပြီမတရားမှုကျွန်တော်တို့ကတော့ကျွန်တော်ရဲ့အကျိုးစီးပွားမတရားမှုပဲမတရားတာမှန်သမျှတော့ကျွန်တော်တိုက်ခိုက် ပြောဆိုဝေဖန်မှာဖြစ်တယ်အဲ့တော့ကုဖုံးကိစ္စကကုဖုံးကျွန်တော်တို့ဒါတတိယအဖြစ်ပုံကိုရေးခင်မှုနဲ့ရှိပါတယ်ကုဖုံးလည်းကျွန်တော်လည်းနော်ခင်နဲ့ခင်နဲ့ကျွန်တော်သူနဲ့ကျွန်တော်ဆိုလိုက်နေပါလေအတူတူနဲ့ဘူးတယ်ဒါအဓိကမှမဟုတ်ဘူးကျွန်တော်တို့အဓိကတရားဥပဒေစုံမမှုနဲ့လုံထုံးလုံနေမှန်ကန်ဖို့အဲ့တော့ကျွန်တော်အုတ်စာရေးပါတယ်သူနဲ့ပတ်သက်ပြီးပြောပါတယ်အဲ့တော့တရားဥပဒေထက်မှာဘယ်သူမှမရှိစေရအဲ့တော့တရားဥပဒေနဲ့ညီဆွဲဆန်းမှာလှုပ်ဆန်းပါနော်အခုလိုမျိုး လူကိုဖမ်းပြီးတော့မှအမှုစင်တဲ့ဇာတ်တွေကတော့တရားဥပဒေကိုကျော်လွန်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်။အဲ့တော့အဲသူနဲ့ရန်ဖြစ်ဖူးသောသူတွေရဲ့ဖီအားကအများကြီးပါတယ်နော်။အဲဒါကတစ်ချက်။အဲနောက်တစ်ခုစမပြောတဲ့ဒီသူ့ကိုသူ့ရဲ့ဆဲခံရတဲ့ပေါ့နော်။ဒီ channel တွေရဲ့ပြောဆိုမှုတွေကလည်းအများကြီးပါတယ်။အဲသူတို့စုမတော့အဲသူတို့နောက်ကအပွင့်နေခက်တွေကလည်းငြင်းနေနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ ဆွဲစရာပုံမှလည်းမရှိတဲ့အတွက်ကြောင့်ဒီလောက်တော့ခင်ဗျာတောက်မိကပုံမှလည်းဆွဲရဲကွာဆိုပြီးကိုကုန်းကုန်းမြန်မာလက်ကလေးထောက်လို့နော်အမ်လက်ကလေးအဒူပရဖော်မစ်ဆိုလက်မြောက်ဒူထောက်မျက်လုံးနေပိတ်လို့ဒီလားနော်အဲ့လိုမျိုးလေးတွေ့ရတယ်ကိုကုန်းလွတ်လာပြီဆိုတာလည်းလုံးဝမဟုတ်ပါဘူးလွတ်ဖို့လည်းမလွယ်ပါဘူးမလွယ်ပါဘူးဒါနိုင်ငံတော်အစဉ်ပုံစံဒီပါတောက်မိကပုံမှကြီးပါနော်ဟောခင်ဗျားတို့တစ်ခုခုဆောင်ရွက်ဖို့အချိန်တောင်ပါပြီနော်အဲ့တူနဲ့ကျွန်တော်နဲ့ဒါမျိုးပေါ့ဟို လိုက်ကင်းမှုဒါဒါနော်ဒါကြောင့်ပုံကိုခင်မင်းမှုတွေအပြည့်အဝရှိပါတယ်အတော့တော့လည်းပဲအမှန်တရားအတိုင်းပဲကျွန်တော်တို့ပြောရမှာပါအဲ့တော့ကိုဖုံးအနေနဲ့အတို့မြောက်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့တစ်ခုခုဒါမျိုးလေးပေါ့ဆန္ဒထုတ်ဖို့ကြာသားကြပါအဲ့လိုပဲကျွန်တော်ပြောချင်တယ်နော်ကဲဟုတ်ပြီဒါကတော့မတရားမှုတစ်ခုပေါ့ဗျာနောက်ထပ်မတရားမှုတစ်ခုကိုကျွန်တော်ဆက်သွားရမယ်အကျွန်တော်မိုးညင်းခလာရ15နဲ့ပတ်သက်ပြီးတော့အကျွန်တော်ကျွန်တော်ကိုယ်တိုင်ပဲဒီကိစ္စကဖော်ထုတ်ခဲ့တာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ပဲထုတ်ဖို့ပြောဆိုခဲ့တယ်ပေါ့ဗျာနော် အဲ့တော့ထုတ်ထုတ်ပေါ်ပြောဆိုသည်လေးရောက်လဲအဲသူတို့ဘက်ကဘယ်လိုခေါ်မလဲဆိုတော့အဲ့တော့စမပြောဆိုဘလူများပြီးတော့နော်လူငယ်ဤကိုကျွဲဖက်တဲ့ဇယိုက်ပုံစံမျိုးတွေလည်းမုန်းကြီးမှာတွေ့နေရတယ်အဲ့တော့ကျွန်တော်ကပြောလိုက်တော့ကျွန်တော်ကြောင့်ပုံစံမျိုးဖြစ်နေတယ်ဆိုလိုချင်တာကအာကျွန်တော်ကြောင့်တဲ့ဒီခံရတဲ့အလင်မယားကပို့ပြီးတော့ဘယ်လိုမှမဖြစ်အားတွေများလာတော့တော့တွေ့ရတယ်အဲ့တော့သူတို့ဖြစ်အားတွေကိုကျွန်တော်ကိုယ်တိုင်ဒီကျွန်တော်မခုံးပုံမှာထပ်တင်ပြီးတော့ကျွန်တော်ထမ်းလာမှာပါနော်အဲ့တော့ကျွန်တော်တို့အတူတူ ရဆိုင်ရမှာပါเนาะအဲ့တော့ကျွန်တော်လည်းမတရားရင်နေမနိုင်ဘူးမတရားမှုကသူတို့ဖြည့်ရှင်းလိုက်ပြီဘလို့ဆိုမတရားမှုကိုမတရားမှုနဲ့မတရားလုပ်ပြီးတော့သူတို့ဖြည့်ရှင်းတဲ့အချိန်မှာဒီမတရားမှုကိုမတရားမှုလို့ကျွန်တော်အနေနဲ့တော့ကြားထဲကနေပြီးတော့နည်းနည်းပါးပါးတော့ပြောပိုင်လို့ရှိလာဗျာနော်အဲ့တော့ကျွန်တော်ဝင်ပြောဖြစ်ပါတယ်ပြောခင်းလေးလေအောင်အခုဆိုရင်အမျိုးသမီးငယ်လေးကဒီပေါ့နော်မရင်းချင်းခံရတယ်နော်မရင်းချင်းခံရတဲ့အမျိုးသမီးငယ်ကအဲဘူကြီးရဲ့မယားပေါ့နော်ဒီပြောသလိုဘူကြီး သုံးမိတဲ့ဘူကြီးပေါ့နော်ဘူကြီးကသူ့ရဲ့ the same group ပေါ့နော်ဘာမှမဆိုကျွန်တော်တို့သူ့နဲ့တပတ်စင်တဲ့ the best in it အခုဒီအရာရှိကမရင်းချင်းသူ့မိမမရင်းချင်းလိုက်တယ်နော်မရင်းချင်းလိုက်တဲ့အခါမှာသူ့မိမကိုဒီတက်ရင်မှုကတော်ကသိန်း30နဲ့ညှိပြီးတော့ဒီပြဿနာကိုအာဘယ်ကမှမသာ people ကြိုးစားတယ်ဟုတ်၆ခုကြိုးစားတယ်ကြိုးစားတဲ့အခါမှာတော့သူဖြောက်မှာပဲသူပြင်ဝင်ရှုပ်မှာပဲဒီပြဿနာက ဟိုးလေးညကြကြဖြစ်ပြီးတော့အမျိုးသမီးကလေးရဲ့ယောက်ျားပါတီးသွားတယ်ယောက်ျားကတီးမခံနိုင်တော့ကျွန်တော်တို့တရားဆွဲတယ်တရားဆွဲတဲ့အခါကျတော့ယောက်ျားကိုရှီတန်းပို့ပြီးတော့အမျိုးသမီးငယ်ကိုအပြင်ကိုမောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်ပြီးတော့အဲအဲ့လိုပြဿနာမျိုးကြီးဖြစ်တဲ့အချိန်မှာကျွန်တော်ကဝင်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခေါ်ထုတ်တယ်ပေါ့ဗျာနော်ခေါ်ထုတ်တော့အခုဒီတရားမဆွဲဘူးကိစ္စမှာပတ်ခါတူတိုင်းမှုကနေပြီးတော့ကျွန်တော်တို့တည်ရင်မှုတက်ဆွဲမှုเนาะဒီအားလုံးကလည်းဝိုင်းပြီးဖိအားပေးပြီးတော့လုံးဝ ဒီဘောเนาะမတိုင်ဘူးမတိုင်ဘူးဒီဖီးအားပြီးတဲ့ခါမှာတော့ဘသူပဲဖြစ်ဖြစ်ပေါ့ဗျာเนาะကို့အမျိုးကို့မိန်းမမရင်းချင်းခံရတာဘသူကငင်းခံခြင်းမလဲဗျာเนาะအဲ့တော့ဒီဒီဘူကြီးကတရားလိုဘူကြီးကတရားတိုင်လိုက်ပါပြီတရားတိုင်လိုက်တော့ကောင်မလေးကအပြစ်မှာ နေနေရတယ်ဘူကြီးကတော့အရှိန်းကိုမောင်းထုတ်ခံရတယ် ဒီဘောကမရှိနာကိုရှိနာပုတ်ခံတော့ဗျာနော်အဲထို့သူညဉ့်ညဉ့်တက်တီတွေကလည်းပြေးတဲ့သူကပြေးရတယ်မပြေးတဲ့သူကလည်းရှိနာကိုပို့ထားတယ်အဲ့တော့ဒီမှုကိုခုံယုံစစ်ပြီးတော့စစ်ဆေးတယ်စစ်ဆေးတဲ့ခုံယုံစစ်တဲ့သူကလည်းဒီဥပဒေဘောကမဥပဒေဆိုတာလည်းဆိုတော့ရှင်ပြားတွေအောက်မှာလဲနေတယ်အဲ့တော့အမျိုးသမီးလေးကအခုဘလို့ဖြစ်လဲဆိုတော့သူတို့ကမောင်းထုတ်ပြီးတော့ဒီမျိုးသမီးကသူတို့မောင်းထုတ်တာမဟုတ်ပါဘူးကောနော်အချင်းပြက်လုံးအောင်အကြည့်လို့သူတို့ သူကသူတို့အချင်းပြတ်သက်တော့ကြောင်းမို့လို့အပြင်ကိုသူကသူမသူကသူတွားနေတာပါဆိုပြီးတော့တရေလွန်ခိုင်းတယ်အဲ့ဒီဂျင်းနန်းကိုလည်းကြံဖန်ပြီးရေးတယ်လို့ကျွန်တော်ကြားသိရတယ်အခုဆိုအမျိုးသမီးကဖုန်းတော့မတုံးရတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီတရေင်းက online ပုံမှာပြန်နေတယ်ဒီအမျိုးသမီးကပေးတာပါအဒီတရေးဒီတရေးဖို့ပြောပြသူ့ယောက်ျားသူ့အမျိုးသားပေါ့နော်ပေးတာပေါ့ဆိုပြီးတော့ဖုန်းတွေကိုစစ်တယ်ဆိုင်ယာဖားကလည်းဒီတက်ထက်မှအကုန်လုံးဝိုင်းထားပြီးသွားပြီ အပြင်ကိုထွက်ထွက်ဝင်နေတော့အစာစားရပါအသေးစားဆောင်ရှောင်းစောင့်နေတာဖြစ်တယ်အဲ့တော့အမျိုးသမီးကဖုံးသုံးမှုမရတော့ဘူးမျိုးသားနဲ့လည်းအဆက်အသွယ်မရတော့ဘူးเนาะသူအမျိုးသမီးမှာလည်းသုံးနှစ်သားကလေးတယောက်ရှိသလိုအဲနောက်ထပ်အဲကျွန်တော်တို့မိခင်ဖြစ်တဲ့60အသက်60ကျော်ပြင်ဆင်စားရွယ်အတော်တယောက်ကအဲအတော်အမေကလည်းရှိတယ်အတို့ကအပြင်မှာနေနေရတယ်အပြင်မှာနေနေရတော့မှသူတို့ကိုဘယ်လိုခေါ်မလဲဆိုတော့ဒီရက်ွက်မှာနေလို့မရတော့ဘူးဖိအားပေးနေတယ်ဖိအားပေးတဲ့ခါမှာစာချုပ်ကချုပ်ထားပြီးသားဖြစ်လို့ကံကောင်းနေတာ အိမ်ကစာချုပ်ချုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီအိမ်ကိုသူတို့အိမ်ချင်းကပြောတယ်ကျွန်တော်တို့ဆက်လက်ကျွန်တော်တို့ဆက်လက်ထားပေးရစီပို့ဆိုတဲ့ပုံစံမျိုးဖြစ်တယ်စာချုပ်ချုပ်ထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပြင်မှာတက်ပြင်မှာနေတဲ့သူတွေအကုန်လုံးကလည်းအဲဒီဟိုတည်ရင်မှုကတော်ရဲ့ဖီအား အောက်မှာပဲရှိနေတဲ့အတွက်ကြောင့်မို့လို့အခုအဲ့ဒီမျိုးသမီးနေတဲ့ရက်ကွက်ကရက်ကွက်ကရက်ကွက်လူကြီးအထိကဖီအားတွေကရှိနေတယ်တော့ဒီမျိုးကြီးကို အဲကျူးလွန်ခံရတဲ့အမျိုးမျိုးပေါ့ဒါမျိုးအနိုင်ကျင့်နေရတယ်ကျွန်တော်တို့ကြားသိနေရပြီเนาะကြားသိနေရပြီနောက်ထပ်ဘယ်လိုလဲဆိုတော့ဒီခုံယုံကလည်းခုံယုံအုပ်စုကလည်းအမျိုးသမီးကိစ္စပေါ့ဒီမလိမ့်ကိုကင်တဲ့ခုံယုံကိစ္စခုံယုံကလည်းတော်တော်ညံ့ကြီးရှင်နေအုံနောက်တော်တော်ကြီးရသည်လားအုံနောက်တော်တော်ကြီးရသူတွေဘလို့အုံနောက်မျိုးနဲ့ဒီလိုမျိုးပေါ့ဗျာတော့ဟိုဘလို့ဒီလိုမျိုးယာဒူးတွေရလာတယ်ဆိုတော့စစ်တပ်မှာယာဒူးတွေရလာတယ်ကျွန်တော်စဉ်းစားရတာမှန်လားမျိုးသမီးကမလိမ့်ချင်းခဏတည်းရနေရချင်းခဏလားเนาะ ပြီးတော့တကူးစစ်တာက24နာရီအတွင်းမှာပဲစစ်လို့ရတယ်အဲ့တော့ကိုဘယ်လောက်မှစစ်လဲဆိုလို့ရှိရင်ဆယ်ရက်ချီကျော်15ရက်လောက်မှတကူးစစ်တယ်ဆိုတဲ့ခါကျတော့ဒါတသက်ဆော်ကားတာပဲဗျာနော်ဆော်ကားတယ်ပြီးတော့အမျိုးသားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကာမပိုင်လျောက်ကြားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဒီအမျိုးသမီးငယ်ကိုတကူးသွားစစ်တယ်နော်အဲ့အဲ့ဟာကလည်းဒါလည်းနိုင်ကျင်တာပဲအဲ့တော့ကျွန်တော်ကျွန်တော်တို့ပြောသူပေါ့ဗျာနော်ကျွန်တော်အချင်းချင်းတော့ခါကြရတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နည်းနည်းပေါ့ ဆွေးနွေးကြည့်တဲ့သူတွေရှိတယ်ပေါ့နော်ကျောင်းတငယ်ချင်းတွေပေါ့နော်အဲသူတို့ကအားတဲ့ဒါဆိုရင်တော့မလွယ်ဘူးတဲ့ဒီဘယ်လိုခေါမလဲဆိုတော့ဒီမျိုးသားလေးဘဝပေါ့နော်ဒီတရားဆွဲတဲ့ဘူကြီးဘဝမလွယ်ဘူးတဲ့အတရားဆွဲတဲ့ဘူကြီးကလည်းအခုဘာပြဿနာဖြစ်နေဆိုတော့သူကအရှိတန်းကိုရောက်တယ်အရှိတန်းကနေပြီးတော့သူဆွဲတဲ့အမှုအတွက်သူကိုယ်လည်းလာရောက်ဖြည့်ရှင်းလို့မရအောင်ဖြစ်အဲ့တော့အရှိတန်းကလည်းသူကဘယ်လိုခေါမလဲအနည်းငယ်များတယ်ဆိုတဲ့ပုံစံမျိုးဒီဖြစ်လာတယ်ဘယ်လောက်ထိလဲဆိုတော့ဒါတိုက်ဆိုင်မှုရှိတာလားမရှိတာလားမသိဘူးပေါ့ဗျာနော်သူ့အရှိတန်းမှာရဲဘော်တယောက်က တနက်နဲ့ထချင်ပြီးပြစ်တာကြည်စံမထွက်လို့ကံကောင်းတယ်ကြည်စံထွက်မယ်ဆိုဒီအမှုလည်းပြတ်သွားမယ်အဲ့တော့သူမှဘာမှအခုမှကံဆိုးတာလားဒါမှမဟုတ်ရှိရင်လည်းဒါတိုက်ဆိုင်တာလားတော့မသိဘူးနော်နိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာရှိမရှိတော့မသိဘူးဗျာနော်အဲဘာလို့ရှိဖြစ်တော့ဒီဒီရေပေါ်တယောက်ကတနက်နဲ့ထချင်ပြစ်တာပြစ်တဲ့အခါမှာကြည်မထွက်လို့တော်သေးတာပါဗျာနော်အဲ့တော့အဲ့ဒီကိစ္စကလည်းအဲကျွန်တော်တို့ပြောလိုက်မှာပဲဒီ တနက်နဲ့ချိန်နဲ့ကောင်ကအခုဆိုရှင်တော့အေးအေးခံရမယ်ဒါနာမည်လည်းသိရတော့ကျွန်တော်ပြောဘူးနော်အဲ့တော့အဖေအားရတအားကိုများတယ်တအားကိုများတဲ့ခါမှာကျွန်တော်နောက်ထပ်ထပ်ပြီးတော့ကြည့်ရတာဒီမွန်ငင်းခလာရဆန်ငါဘောနော်ဒီနယ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်လဲဒီလောက်ကြီးတဲတဲလုံနေလဲဆိုတဲ့ခါကြတော့အဲ့ဒီမှာရှိနေတဲ့တက်တွေက တတော်ကိုနော်ဟိုရှားပေါက်ရာလန်းနဲ့ပတ်သက်လာလို့ရှိရင်တတော်လေးကောင်းတဲ့နေရာလေးဖြစ်တယ်အဲ့တော့အထက်လူကြီးတွေအာယုံဆိုင်လာမှာစိုးလို့ဆိုတဲ့ပုံစံမျိုးထိသွားတွေ့ရတယ်အဲ့တော့ဘုသူ့ကိုကြောက်နေတယ်ကျွန်တော်လည်းကြောက်တာတော့မဟုတ်ဘူးဗျဒီအမှုကိုကြောက်တာလည်းမဟုတ်ဘူးဘုကောင်ကတက်စစ်တွေပါလာမှာကြည့်ရပါတော့နော်နောက်တစ်ခုကလည်းအဲ့ဒီတရင်ကဘောခလာဆန်ကတရင်မှုကလည်းဒုတိယဘုံမူကြီးတင်ပါအခုကဘုံမူဆင်နေရှိသေးတယ်အော်ရှင်နေပေါ့ဒီအချိန်မှာသူအပြစ်မရှိဘူးဆိုလို့ရှိရင်သူရလို့တိုးမှာနော်အဲ့တော့ ရာသူတက်တဲ့အချိန်မှာအတော်တော်ပြဿနာဖြစ်တယ်ဗောနော်အဲ့တော့ခတ်တာကလည်းအဲသူကတော့အဲ့လိုတိဟုတ်မှာမို့ဒီဗောနော်ဟိုတက်တယ်တက်တယ်မှာမြန်မာနိုင်ငံရဲ့စစ်တပ်မှာကတကယ်တမ်းပြဿနာရှာနေတာတည်ရင်မှုတို့အရာရှိတက်ဆောင်ချင်းအရာရှိကြော်တွေကပြဿနာရှာသူတို့အုပ်ချုပ်ချင်နေတာအဲ့တော့ခလာ25ကိုတကယ်တမ်းအုပ်ချုပ်နေတာကဒီတည်ရင်မှုကြော်ဖြစ်နေတာအငွေကြီးနဲ့ပတ်သက်ပြီးတော့လကောက်အဲ့ဒီတည်ရင်မှုအိမ်မှာလဲဘယ်လိုခေါ်မလို့ဆိုရှင်ကျွန်တော် ခိုင်းမှုအတွက်ပေါ့ရဲမီခေါ်ထားတာခေါ်ထားရလဲတယောက်နှစ်ယောက်သုံးယောက်လောက်ရှိအောင်ကြာသိရတယ်ပေါ့ဗျာနော်အဲ့တော့ဒါမျိုးတွေအစ်တက်မှာဒါမျိုးဖြစ်ချင်တိုင်းဖြစ်လို့ရသလားဗျာနော်ရသလားအဲ့တော့အခုတက်ထဲမှာလဲကျွန်တော်တို့ဒီပေါ့ကျေးနပ်သူရေးတဲ့ပုံစံမျိုးတွေနော်အဲနောက်ထပ်ဘာလို့ခေါ်လို့ဆိုရှင် ရဲမေတွေထဲမှာပြောနိုင်ဆိုနိုင်တဲ့သူတွေအားလုံးလည်းငွေကြေးတွေစံစံတွေထောက်ပံ့ထားပြီးတော့သူပြောသလိုပြောခိုင်းထားတဲ့ပုံစံမျိုးတွေနောက်တစ်ခုကလည်းအဲ့ဒီတယင်းမှုကလည်းဗျာခတ်တာကတယင်းမှုကတော့ပေါက်ကွဲတာပေါ့ဘလို့ပေါက်ကွဲလဲဆိုတော့အဲတနေ့ကျတော့ရှည်တန်းကိုအခုနော်တရက်လို့ဗိုလ်ကြီးကရှည်တန်းကိုရောက်လာရှည်တန်းကနေပြီးအခုဆိုရှင်တော့နောက်တန်းမှာလာပြက်ပြန်ခေါ်တွေ့တယ်တဲ့ခေါ်တွေ့တဲ့အခါမှာအဲကောင်မင်းတနက်အပြစ်မှာထားခဲ့တနက်ဒီပိုင်းအပြစ်မှာထားပြီးသူခေါ်တွေ့တယ်ခေါ်တွေ့တဲ့အခါမှာမင်းကငေါ့ပြုတ်စီနေတာလေ ကျုပ်လည်းခင်ယူမဆိုင်ဘူးဟဲ့ကောင်နော်မြန်ကောင်တက်ကထွက်စေချင်တာလားငါခင်ယူမဆိုင်ဘယ်ခင်ယူဆိုင်လဲဗျနော်ရတာနေတာမဟုတ်တာတရက်တရက်ကိုတရက်ထဲဝင်ဝင်အောင်သိ60ရှိတယ်နော်အဲ့တော့ဘယ်လိုလုပ်ခင်ယူဆိုင်တော့မလဲနော်အချိန်တန်းသွားရတာပြောနေတာနောက်ကလည်းမိမကနော်တပတ်တစ်ချိန်နှစ်ပတ်တစ်ချိန်လာအများကြီးရတယ်ဘာလာလောက်တာလည်းမသိဘူးဗျာနော်ရလာလာယူလာလာယူလာယူလာလာရလာလာမသိဘူးဗျာနော်အဲဒါမျိုးတိုင်းတာလေးရှိတယ်အဲ့တော့ လုပ်ပုံတွေလုပ်ပုံတွေပြောပါတယ်နော်အဲ့တော့ဘာကြောင့်မို့လို့ဒီစင်ထွက်လင်းကိုဒီတည်ရင်မှုကတော့ ਨੇ ဒီတည်ရင်မှုနဲ့ကာကွယ်နေတယ်ဆိုတဲ့ခါကြတော့ဟဲ့ဒီမှာတော့တိုင်းလောကတော့ရှုပ်ထေးပါတယ်နော်ဒီစင်ထွက်လင်းရဲ့မိမကအဲစလားရဲချုပ်ပေါ့ရဲချုပ်ဟောင်းပိုချုပ်ကြီးတယောက်ရဲ့သမီးတို့သူ့ကိုသူအမြဲတမ်းပြောနေတဲ့အတွက်ကြောင့်ကျွန်တော်သမီးတို့သတ်မှတ်တယ်နော် အဲ့တော့ဘယ်လိုဖြစ်ပါအဲ့တော့သူ့နာမည်နဲ့ဝက်တောက်ကားတွေကဝယ်ပေးနေတာဟုတ်ကြနော်အဲဝယ်ပေးနေတဲ့အတိုင်းတာမျိုးတွေမှာကြာတော့ဝက်တောက်ကားကျွန်တော်လောကရှိရင်ကျွန်တော်နာမည်ကထုတ်ပြရလိမ့်မယ်နော်နော်အဲ့ဒါမလုံချင်မလုံချင်ဘူးအဲ့တော့တစ်ဖက်ကလည်းအနိုင်မကျင့်ပါနဲ့နော်တရားမှုတရားရင်ဆိုင်မှုအတိုင်းသွားပါနော်ကျွန်တော်ပြောပြပါပြီဥပဒေထက်မှဘယ်တော့မှမရှိစေရမတရားမှုကိုကျွန်တော်သိမခံဘူးတမလို့ချစ်တယ်ဒါပေမဲ့မတရားမှုတွေလုပ်နေတာကိုကျွန်တော်လုံးဝမကြိုက်ဘူးပဲဗျာနော် တော့မရိမှုကတလပိုင်းနော်26ရက်နေရမရိမှုဖြစ်တယ်နော်9လပိုင်းကြမှာတဘောစစ်တယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ကျွန်တော်ကြည်တာပေါ့နော်အဲသူတို့စစ်တာလည်းဘယ်မှာစစ်မလဲဆိုတော့မိုးကောင်းစေးုံမှာစစ်တယ်နော်မိုးကောင်းစေးုံမှာအဲစစ်တဲ့ပုံစံမျိုးမှာဒီတရေမှုတရေပေါ့နော်တရေမှုရဲ့လက်မှတ်တွေပါတယ်ပါတယ်ပုံစံမျိုးတွေအထိရှိရပေါ့နော်အဲ့လိုမျိုး မျိုးသမီးငယ်တယောက်ကအခုမျိုးသမီးငယ်ကဘလို့ဖြစ်နေဆိုတော့ PR ပေါင်းများစွာလေရင်ဆိုင်နေရတဲ့အပြင်ကိုเนาะအရှက်လေရင်ဆိုင်နေရတဲ့ပတ်ဝန်းကျင် PR လေရင်ဆိုင်နေရတဲ့အဲတရင်မှုဘရောရဲ့ဒီလိုမျိုးပေါ့တိုင်း30ပြေးတာဒါပြစ်တစားဆက်သွင်းတာပဲလေတရားတရားဥပဒေမှုမြောက်နေပြီဒါဒီလောက်တော့အမှုကြီးရအောင်เนาะအဲ့တော့တရင်မှုဘရောပါပြောဆိုတော့တိုင်း30ပြေးရဆိုတော့မဖိုးပြေးတာပါမဖိုးကတယောက်ထဲကိုခေါ်ပေးရမလား ်ဘုဘောဒီပြဿနာဖြစ်နေတူတယောက်တော့ခေါ်ပြဒါပြစ်တစားဆက်ဆိုရင်တူဝတိုင်းမှုတဲ့ဝင်နေမှုတဲ့နေမှာပါနေပြီနော်အဲ့တော့အထက်ပြပြောရမယ်ဆိုတော့မြတ်မတရားလုံလုံနဲ့မတရားလုံလုံနဲ့ခါကြရင်တော့အကျွန်တော်တို့ဟာတခြားရွေးချယ်ကြအောင်မရှိပဲဗျာနော်အဲ့တော့အမ်ရတရားမှာပဲလीနော်အဲ့တော့ခင်ဗျားတို့အခုဘယ်လိုဖြစ်နေလဲဆိုတော့ ဒီတက်ကလည်းပါကြောက်တယ်လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ကလည်းမပြောဘူးလို့သဘောထားတာပေါ့ဗျာနော်မပြောဘူးဆိုတာလည်းကိုယ့်လုံးလည်းမဟုတ်ပါဘူးပေါ့ဒါမျိုးမတရားလုပ်တဲ့ခါမှာတော့မတရားမှုကကျွန်တော်သိထားသမျှကိုကျွန်တော်ပြောမယ်အတီးပြူကတော့ခင်ဗျားတို့အထက်အရာရှိအစင်းစင်းတွေမှာတာဝန်ရှိရယ်နော်အဲ့တော့ဒီတည်ရင်မှုတို့နော်ဝင်းဝေးတဲ့အားကောင်းတဲ့တက်တွေကိုဗျာနော်ဒါအပွင့်ချွတ်သွားလဲမမောင်ပြူခေကောင်နော်ထွက်လဲဘောင်းပြူခေကောင် ဘာလင်းကောက်ထွက်စေခြင်းလဲလားထွက်သွားလိုက်မယ်ထွက်မှာပေါ့တကယ်တည်းရရဆက်ရမင်းအောင်မဟုတ်နော်လောကီရဲ့ပြည်နေလုံးလုံးလောက်နေနော်အေးဟုတ်ပါပြီအဲ့တော့ပဲကျွန်တော်အဓိကပြောချင်ပါသေးတယ်အဲ